မိဘကနေဘန်ကောက်မှာဒေါ်လာဘီလီယံချီတဲ့ဇိန်ခန်ကွန်တိုအတ္တကြီးဝယ်ယူလိုက်တဲ့အနေကြီးကိုပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်ဒီနေ့မှာတော့ချမ်းသာတယ်ဆိုတဲ့ဇာကလုံးတွေထပ်တောင်းမှပုံမိုချမ်းသာကြွယ်ဝလွန်းသူမြန်မာနိုင်ငံရဲ့ထိတ်တန့် celebrity တယောက်ဖြစ်တဲ့နေကြီးဦးရဲ့အကြောင်းကိုတင်ဆက်ပေးတော့မှာပါ အခုဆိုရင်တော့နေချီဦးကသူမရဲ့ရင်သွေးလေးကိုကိုဝင်လဲထားရပြီးတော့မကြခင်မှာပဲမိဖွားတော့မှာဖြစ်ပါတယ်။ဒါပေမဲ့ပရိသတ်တွေကြားထဲမှာဝေါင်းဆိုပြီးတော့အကြီးအကျယ်ရေပန်းစားသွားတဲ့တရင်ကတော့သူမမိဖွားပြီးတဲ့နောက်တီးတဲ့အနားယူဖို့အတွက်ထိုင်းနိုင်ငံဘန်ကောက်မြို့ရဲ့အချက်အချာအကြဆုံးနေရာမှာစိန်ခန်ကွန်တိုအသစ်ကြီးတစ်လုံးကိုထပ်မံပြီးတော့ဝယ်ယူလိုက်တဲ့အကြောင်းပါပဲ။ လူမှုကွန်ရက်ကနေသူမချပြလာတဲ့ဒီကွန်တို့အတစ်ကြီးဟာတာမန်တိုက်ခမ်းမျိုးမဟုတ်ပါဘူး။ဘန်ကောက်မျိုးရဲ့အဆင့်အတန်းအမြင့်ဆုံးခေအမီဆုံးလက်ဇူရီကွန်တို့ကြီးတစ်ခုဖြစ်ပြီးတန်ဘိုးအဖြစ်နဲ့ဒေါ်လာတန်ပေါင်းများစွာတချို့တွေကတော့ဒါဟာဘီလီယံချီတန်ဘိုးရှိတဲ့အစအုပ်ကကွန်တို့ခန်းလို့တောင်မှပြောဆိုနေကြတာပါ။မေဂျီဦးဟာလက်ရှိမှာမိဖဖို့အတွက်ဘန်ကောက်မြို့ကိုရောက်ရှိနေရဖြစ်ပြီးသူမရဲ့တာအုပ်လေးကိုလည်းထိုင်းနိုင်ငံရဲ့အကောင်ဆုံးစိတ်ယုံတစ်ခုမှာမွေးဖွားသွားဖို့စီစဉ်ထားတယ်လို့သိရပါဗျ။ အခုဝေလိုက်တဲ့ကွန်တော်ကတော့ကလေးမွေးပြီးနောက်ပိုင်းမိခင်ရောကလေးပါဘသူရဲ့အနောက်ရှမ်းမှာမရှိပဲအေးအေးချမ်းချမ်းနဲ့အပြည့်အဝအနားယူအပန်းဖြေနိုင်ဖို့အတွက်တီးတက်ဝေယူလိုက်တာဖြစ်ပါတယ်။ဒါပေမဲ့ပြိသက်ကြီးတို့ရေနေစီဦးတို့ဇနီးမောင်နှံအတွက်ဒီလောက်တန်ဖိုးကြီးတဲ့ကွန်တော်ကိုဝေတော့အန်ဩစရာမဟုတ်လောက်ဘူးလို့ပြောရမှာပါ။ဘာဖြစ်လို့လဲဆိုတော့ဒီကွန်ဒိုမဝယ်ခင်ကတည်းကမမွေးသေးတဲ့ရင်သွေးလေးအတွက်သူတို့ပြင်ဆင်ထားတာတွေကတာမန်ဆိုတဲ့အဆင့်ကိုကျော်လွန်နေလို့ပါပဲ။ ပရိသတ်ကြီးမမီအောင်မဲ့လွတ်ချင်ပါလေလုံခဲ့တဲ့အလပိုင်းကလေးကနေကြည့်ဦးကသူတို့ရဲ့အရင်သွေးလေးအပြင်ထွက်ရင်တုံးဖို့အတွက်ကလေးတွန်းလဲတစီဝဲယူခဲ့ပါတယ်အဲ့ဒီတွန်လဲဟာတာမန်ကလေးပစ္စည်းဆိုင်ကတွန်လဲမဟုတ်ပါဘူး။ကမ္ဘာကျော်စင်ခံကားကုမ္ပဏီကြီးဖြစ်တဲ့ BMW ဒစိုက်ကလေးတွန်လဲပါဟုတ်ပါတယ်။ BMW ကားကုမ္ပဏီကနေတည်တံ့ဒီဇိုင်းထုတ်လုပ်ထားတဲ့နောက်ဆုံးမော်နီးပညာတွေဘေးကင်းလုံခြုံမှုအပြည့်အဝပါတဲ့တွန်လဲမျိုးပါ။ ဒီတွန်းလဲရဲ့တံပိုးကမြန်မာငွေသိန်းရာချီရှိတယ်လို့သိရပါဗျ။ကလေးစီမဲ့တွန်းလဲတံပိုးကတင်တာမန်လူတယောက်ကားတစ်စီးဝယ်နိုင်တဲ့ဈေးထက်ပိုနေရပါ။ဆိုတော့တွန်းလဲကိုတောင် BMW သစိမ့်သိန်းရာချီတန်သုံးတဲ့မိဘတွေကကလေးငွေပြီးအနားယူမဲ့နေရာကိုဒေါ်လာတန်းချီတန်နဲ့ကွန်တိုဝယ်တယ်ဆိုတာသူတို့ရဲ့ level မှာတော့ဒါဟာပုံမှန်ပြင်ဆင်မှုတစ်ခုပဲဖြစ်မှာပါ။ နေဂျီဦးရဲ့ကြွယ်ဝမှုကတော့အားလုံးသိတဲ့အတိုင်းပါပဲ။သူမကိုယ်တိုင်ကမြန်မာနိုင်ငံရဲ့ထိပ်သီးခရိုနီတထင်းကြီးစိမ့်လေတဲ့အပန်းဖြေစကန်းရဲ့ပိုင်ရှင်ဦးမောင်မောင်ရဲ့တမိရတနာဖြစ်ပါတယ်။မွေးရပါချမ်းသာမှုတွေရှိနေပေမဲ့သူမကိုယ်တိုင်ကလည်း beauty blogger အဖြစ်နဲ့မင်းသမီးအဖြစ်ကိုပိုင်စီးပွားရေးလုပ်ငန်းရှင်အဖြစ်နဲ့အောင်မြင်မှုတွေကိုအကြီးအကျယ်ရရှိထားတာပါ။ဒါတည်းမကသေးပါဘူး။သူမရဲ့ခင်ပွန်းတဲ့ကိုပြေကလည်းမြန်မာနိုင်ငံရဲ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တထေသာတူဖြစ်ပြန်ပါတယ်။ တချင်ကသူတို့နဲ့ဥယျာဉ်မင်္ဂလာပွဲဟာမြန်မာငွေသိန်းပေါင်း9000ကျော်အမေရိကန်ဒေါ်လာသိန်းပေါင်းများစွာအကုန်ကျခံပြီးတော့တမိုင်းတွင်လာအောင်ခန်းနာခဲ့တဲ့မင်္ဂလာပွဲကြီးဖြစ်ပါတယ်။အခုတော့ဒီရွှေနဲ့မြလို့လိုက်ဖက်ညီတဲ့တရေဇနီးမောင်နှံကသူတို့ရဲ့တာဝန်လေးကိုကျိုးဆိုဖို့အတွက်အကောင်ဆုံးအခမ်းအနားဆုံးဈေးအကြီးဆုံးပြင်ဆင်မှုတွေကိုလှုပ်ဆောင်နေပါပြီ။ သုံးမကုံအောင်ချမ်းသာလို့နဲ့သူတို့ဇနီးမောင်နဲ့အတွက်ကတော့ဒါရီကအတာမန်နာဖြစ်ပါတယ်။ဒါပေမဲ့လေပရိသတ်တွေတက်ကတော့တကယ်ကိုအားကြစေအောင်အိမ်မက်ဆန်ဆန်ဘဝဖြတ်တမ်းမှုတစ်ခုပါပဲ။ပရိသတ်ကြီးတို့ရောမမွေးသေးတဲ့ကလေးလေးအတွက် BMW တွန်းလဲနဲ့ဒေါ်လာတန်းချီတန်းဇင်ခံကွန်ဒိုကျိုးဝယ်ထားတဲ့နေကြည်ဦးတို့ရဲ့ပြင်ဆင်မှုတွေပေါ်မှာဘယ်လိုထင်မြင်မိပါသလဲ။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပြီးဝင်ရောက်ဆွေးနွေးပြပါအောင်နော်။ ပါဝင်ဖြစ်ဖြစ်မကြခင်မွေးဖွားလာတော့မယ်နေကြည်ဦးရဲ့တာအူလေးစံစံမမရှိပါစေမိခင်ရောကလေးရောဘေးကင်းပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်